အဲ့ဒီမှာအခုမနုချက်ပုတ်တာကိုခေါ်လိုက်တဲ့အခါမှာဝိပဿနာကအဲ့ဒါမှကျင်းတော့ကိုယ်တဏမှာတကယ်ဖြစ်နေတဲ့တရားကိုကြည့်လိုက်လို့ရှိရင်မျက်စိနဲ့မြင်တာရှိတယ်လူတွေမှာမနဲ့ပို့တော့အလင်းရောက်တဲ့အချက်ကစပြီးတော့မျက်စိနှလုံးဖွင့်လိုက်လို့ရှိရင်မျက်စိက ကောင်းတာလည်းမြင်တယ်ဆိုတာလည်းမြင်တယ်ကောင်းတာမြင်တဲ့အခါမှာတော့ဘာဖြစ်လိုက်ရတယ်မကောင်းတာမြင်လိုက်တဲ့အခါမှာတော့သာဖြစ်လိုက်ကြတယ် လူများစုအဲ့တိုင်းပဲနော်ကိုကြိုက်တာမြင်တော့ဘာဖြစ်လိုက်မကြိုက်တာမြင်တော့တာဖြစ်လိုက်တို့တူပဲအတန်ကြားလိုက်တဲ့အခါမှလည်းပဲကိုကြိုက်တဲ့အတန်စုလောဘဖြစ်လိုက်ကြတယ်ကိုမကြိုက်တဲ့အတန်စုဒေါသဖြစ်လိုက်ကြတယ်အဲ့လိုနဲ့သွားတာကိလေသာဆိုတဲ့လောဘဒေါသတွေဖြစ်တယ်အဲ့ဒီဖြစ်တဲ့အပေါ်မှာကြည့်ပြီးတော့လူတွေရဲ့အကုသို့ဆိုတဲ့ကတ္တရာတွေလည်းလောက်ကြတယ်နော်နှာခေါင်းကနဲ့ရတဲ့အပေါ်မှာလည်း ကြိုက်တဲ့အနံ့ဆိုရင်လောဘဖြစ်တယ်ကိုမကြိုက်တဲ့အနံ့ဆိုဒေါသဖြစ်ပြန်လက်ရကအရာသာခံလိုက်တဲ့အချိန်မှလေကိုကြိုက်တဲ့အရာသာစမြင်လောဘဖြစ်ပြန်ရောကိုမကြိုက်တာဆိုဒေါသဖြစ်ပြန်ရောပုလို့တဲ့နေဘွားကလောဘဒေါသလွတ်တာဖြစ်လောဘဒေါသဖြစ်တဲ့မောဟဆိုလည်းပါလိမ့်တယ်မသိတာပါလိမ့်တို့တူပဲခန္ဓာကိုယ်နဲ့ချိန်တွေ့မှုကြုံနိုင်ကြုံတယ်ကိုကြုံတဲ့အရာကိုနဲ့ထိတဲ့အရာဒီကိုမကြိုက်တဲ့အရာဆိုရင်ဒေါသဖြစ်တယ် အဲ့ကြတဲ့ကတခုပြောမယ်ဆိုရင်အာယုန်နေအအကောင်စုနှမျိုးလာနှမျိုးလာတဲ့အခါမှာစိတ်ခံစားချက်ကလည်းနှမျိုးဖြစ်သွားတယ်နော်ကြိုက်ပကြိုက်ဆိုတာစိတ်ခံစားချက်ကနှမျိုးဖြစ်တယ်ကောင်းတဲ့အာယုန်လေးတွေ့ရင်ဒုက္ခဝေဒနာစိတ်ကကျဉ်းတ်သွားတယ်မကောင်းတဲ့တွေ့ရင်ဒုက္ခဝေဒနာကိုယ်ကိုယ်နဲ့စဉ်းစားကြည့်မနဲ့ဘူးလေးနဲ့အချိန်ကစပြီးတော့လူတွေကမျက်စိနှလုံးပွင့်လိုက်တာနဲ့မြင်စရာမြင့်ပြီနားထဲမှာလည်းအတန်ပေါင်းဆုံးကြာရပြီ နှခေါင်းကလည်းနန်းနေရလာပြီနော်လက်ရကလည်းအရသာတွေတည်လာပြီကိုယ်ကရလည်းဖြည့်တွေ့ဒီခံစားရပြီအဲ့ဒါတွေနဲ့လုကင်းတဲ့အခါကျတော့ဘာဖြစ်တော့စိတ်ကူးတာတွေပေါ်လာဗျာစိတ်ကူးချက်စီးတဲ့အယုံတွေကပြန်ပေါ်လာပေါ်လာတဲ့အခါမှာစိတ်ကူးတဲ့မှာပေါ်လာတဲ့အရာလူကစိတ်ကူးတဲ့မှာလည်းတော်တာဖြစ်တယ်လေဥပမာမနေ့ကလူတယောက်နဲ့ရံဖြစ်တာလေနေ့ရက်တော့အဲ့ဒီပြန်တွေ့တော်တာပြန်ဖြစ်တာပဲကိုယ်တော်ကြတဲ့အစင်းလောဘပြန်ဖြစ်တာလေ စိတ်ကူထဲမှာလည်းပဲလောဘဒေါသဖြစ်လာအဲ့လောဘဒေါသဖြစ်ဖို့အတွက်ဘာကအာယုန်နဲ့တွေးလိုက်တဲ့အခါမှာစိတ်ခံစားမှုကအရင်ပေါ်လာတယ်စိတ်ခံစားမှုကကိုကြိုက်တာဆိုရင်ဒုက္ခကိုမကြိုက်တာဆိုဒုက္ခအဲ့ဒီနှစ်ခုပေါ်လာတယ်ကြိုက်တယ်မကြိုက်ဘူးအမှန်ဆိုလို့ရှိရင်လည်းဥပိ္ပခာအဲ့ဒီဥပိ္ပခာကြတော့လေအတိမမပြုတ်သည့်အတွက်ကြောင့်မောဟဖြစ်ပြန်လွတ်တဲ့လွတ်တဲ့ဖြစ်နော်ဘဝမှာလွတ်တဲ့လွတ်မရှိဘူးအဲ့တော့ပေါ်ရလို့လေ ဒီအရာထားတဲ့အချိန်ကနေစပြီးတော့ဒီဘောမှာတတိထနေတတ်ဖို့အဲ့တော့ဝိပဿနာတရားဆိုတာအချိန်ပိုင်းလေးနဲ့အထောက်အမှမဟုတ်ဘူးအချိန်ပိုင်းလေးနဲ့အထောက်ရင်လွတ်သွားတဲ့အရာတွေအများကြီးဖြစ်နေမှာဒါမှမဟုတ်တတိမြဲတဲ့ထားနေရမှာဖြစ်တယ်နော်တတိမြဲတဲ့ထားနေရမှာအဲ့တော့ဝိပဿနာ